ဂိုးမြို့ကလေးရဲ့လမ်းမပေါ်ကနေမလေးရှားလေးအထိထိုးတောက်လာမယ်လူငယ်ကစားသမားတဦးပေါ်ထွက်လာမယ်ဆိုရင်လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကအထိဘသူမှယုံနိုင်မှာမဟုတ်ပါဘူးအခုတော့ဒီဇလန်းကလက်တွေ့ဖြစ်လာပါပြီဟိန်းထက်အောင်ကသူ့ရဲ့အိမ်မက်ကိုဘကိုးမြို့ရဲ့လမ်းမတွေပေါ်ကနေစတင်ခဲ့တာပါ နှစ်လောက်မှစပြီးတော့သူကဝတ်နှစ်ပါငယ်လောက်ထရနေပြီးတော့သူကအရန်ဘောလုံးကိုအဲရက်ကွက်ပွဲလိုက်ကန်နေကန်တဲ့အခါမှာရှူရပါရတယ်ပိုင်းကသူရွှေဘောလုံးပါညာပြည့်တယ်သူကဖတ်အိတ်တယ်အဲ့လောက်ထိတော့သူကယူသွတ်တာသာကစားနည်းတွေရှိတဲ့ထဲမှာဘောလုံးတစ်ခုပဲအာဒီတာထားပြီးတော့သူကအမြဲတမ်းလေးချင်းမြဲတမ်းကစားတယ် ဘယ်အခြားခြားနီးတွေကိုတိတ်ပြီးမကစားလေးကစားတာမရှိငယ်ငယ်တော့ဆိုတော့ကျွန်တော်တို့မှာစာသင်ကျောင်းရှိတယ်သူတို့ထားတဲ့စာသင်ကျောင်းစာသင်ကျောင်းရဲ့ရှေ့မှာတော့ဘောလုံးကွင်းရှိတယ်ဘောလုံးကွင်းရှိတယ်ဆိုတော့ဒီရက်ကွက်ဘောလုံးကွင်းဆိုတော့လူကလေးအများကြီးကစားကြတာပေါ့အဲဒါမဲ့သူတို့ကစားတာကြတော့အမြဲတမ်းအချိန်မမှန်သွားကစားတယ်အဲအဲ့လိုပေါ့အမြဲတမ်းတစောက်ချချာကစားနေတဲ့အတွက်ဟိုအမြဲတမ်းတွေ့နေရတယ်ပေါ့နော်ကျွန်တော်တို့ရောအဲကျွန်တော်သတိထားမိတဲ့အချိန်က ကျွန်တော်တို့ဒီဘက်ရက်ကွက်ကရင်တော့သူကဟိုဘက်ရက်ကွက်ကိုသွားရတဲ့အချိန်တူရှင်တက်တာပေါ့နော်အဲတူရှင်တက်တဲ့အချိန်အမှန်တကယ်သွားမယ်နန်းနီနီလေးဒါပေမဲ့သူကရက်ကွက်တစ်ခုလုံးကိုပတ်ပြီးတော့မှအဲ့ဒီနေရာကိုရောက်အောင်သွားတယ်ပြန်လာရင်လည်းအဲရက်ကွက်ကိုပြန်ပတ်ပြီးတော့သူအိမ်ကိုပြန်လာတယ်အဲ့တော့သူ့ရဲ့ area ကျဲ့အောင်လို့ဆိုလို့သူအများနဲ့အဲ့လိုလုပ်တယ်သူကအခြားကလေးလိုလည်းမဟုတ်ဘူးသူကအများနဲ့အေးအေးဆေးဆေးနေတယ်စကားနေတယ် နောက်ပြီးကလေးသူများကလေးတို့ငိုယူခြင်းတွေပူဇာခြင်းတွေမရှိဘူးအဲဒါပေမဲ့ဘောလုံးနဲ့ထိတွေ့လိုက်ပြီဆိုတော့ချက်ချင်းရုပ်ပြောင်းသွားတယ်ချက်ချင်းအယမ်းမြန်နဲ့လူဖြစ်သွားတယ်အဲလိုငငယ်တွေကလည်းအဲလိုပဲဘောလုံးနဲ့ဆိုလို့ရှိရင်သူကအယမ်းမြန်တယ်အယမ်းလဲဟိုဝါသနာထုံတဲ့အတွက်ကိုမို့တအားကစားတယ်ဆိုတော့ငငယ်တော့ကတော့ तू ကအမြဲတမ်းပြောနေတဲ့စကားရှိအောင်နော်ဟိုဘယ်လိုပြောမလဲဒါတနည်းကြောက်ရှင်ဟိုဘောလုံးသမားဖြစ်မယ်ပြီး ာလှုပ်ချင်တယ်ဘယ်လိုဆိုကလေးဆိုတော့တည်တိုင်းပြောတယ်ဆိုပြီးတော့ထင်နေမိတာပေါ့နော်မြန်မာတည်တာလဲဆိုတော့ academy အကြောင်းစရောက်တော့မှာပဲသူ့ရဲ့ပင်ကိုဗီဇာကိုကကိုရီးယားတွေ့ရတယ်သူ့ရဲ့ရေးချင်းပေါ့ဘာလို့ဆိုဘလုံးမှာလည်းရန်ကျွမ်းကျင်လာတယ်မိပြတွေနီးစနစ်တွေလည်းကောင်းလာတယ်တော့မလို့အရန်ကိုလည်းတော်လာတယ်အဲ့ဒီတည်းအရင်တော့ဒီနေ့ထွန်းထွန်းပေါ်ပေါ်ဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်ခံစားမိတယ် ဒါပေမဲ့အခုလောက်ကြီးတော့ကျွန်တော်မမျော်လင့်နိုင်ခဲ့ဘူး။အခုလိုဖြစ်သွားတဲ့ခါကျတော့မိဘတယောက်အနေနဲ့ပြောမယ်ဆိုရင်တော့တာသမီးကအရန်မျော်လင့်မိတာပေါ့။ဒါပေမဲ့ဖြစ်နိုင်ရင်မဖြစ်နိုင်ရင်ဆိုတဲ့ဟာကမိဘတိုင်းကဘာလို့မှတက်ကြမသိနိုင်ဘူးလေ။အဲ့တော့ဖြစ်လာပြီဆိုတော့အခါကျတော့အရန်လဲဝမ်းတာတယ်အရန်လဲဂုံယူမိတယ်အရန်လဲကြီးကျူးမိတယ်။ငယ်စဉ်ကတည်းကဘော်လုံးကိုဒီဇိုင်းမှတ်ကစားလာခဲ့တဲ့ဟိန်းချက်အောင်က တောက်မဲ့မိခဲ့တရေရေဆိုတာကိုမြန်မာ National League Club ဟန်တာဝရီ United အသင်းကပဋိဌာမိခဲ့ပါတယ်။ဒီလိုနဲ့ပဲဟင်းထက်အောင်ဟာဟန်တာဝရီအသင်းရဲ့အမာခံကစားသမားဖြစ် Professional ဘဝကိုစတင်ခဲ့ပါတယ်။ဒါတော့လေချာရတဲ့ဒိတ်ချအောင်လည်းတွေးလာတယ်ဒါရင်မောရွာကန် တော် EV ကဘယ်နှပစ်ဆော့ပြန်ချလာတဲ့ရှို့ပေးလာပြီပြပေးတယ်ဂိုးပြီခင်ဗျာအဲဒါလည်းဒီရင်တတိယမြောက်ဦးဆောင်ဂိုးကတော့ဂျောနမတ်ဆက်ကိုခဲချအောင်သူယူပေးသွားခဲ့တာပဲဖြစ်တယ်ခင်ဗျာအာဒီ professional ဖြစ်ခင်ကတော့ကျွန်တော်မန်လေးဂင်မီကျောင်းတော့အယူခံတယ်ပေါ့နော်အဲဒီနေ့စင်တစင်စင်လူငယ်ကစားသမားလူငယ်လေးစင်ပေါ့26 26အဲ့ဒါပြီး28ပြီးတော့ကျွန်တော်ဟန်တာရီအတင်းနဲ့အာချိတ်ဆက်မိတယ်ပေါ့နော်ဆရာ ကမိုးဝေအောင်ရဲ့ချိတ်ဆက်ပေးမယ့်သူဆရာဦးထွန်းထွန်းလင်းအဲပြီးတော့ရောင်းဝေထွန်းတို့နဲ့ချိတ်ဆက်ပြီးတယ်ဗျာတာဝီတင်းအောင်အဲ့လိုအဲ့လိုကနေပြီးတော့ professional ဆရာမဖြစ်လာဘူးသူအဲချိတ်ဆက်ပြီးတာကတော့အဲကျွန်တော်တို့ကယူဆက်ရှိပြီးတာနဲ့အတင်းနေရှားရတော့မယ်နော်အတင်းနေရှားရတော့မယ်ဆိုတော့ကျွန်တော်ကလည်းအတင်းရရှားမရသေးတာရယ်ပြီးတော့အာကျွန်တော်ကလည်းအတင်းလိုက်ချိန်နေတာဆိုတော့အဲ့ချိန်ကျွန်တော်ကလည်းနည်းနည်းလေးစိတ်တကြနေချိန်ပါတယ်ဆိုတော့ ဆရာဦးမွေးဦးမွေးဝင်အောင်ပဲကျွန်တော်နဲ့အဟန်တာကြီးသွားမလားဆိုပြီးတော့လာပြီးမင်းနဲ့ပဲကျွန်တော်ဟန်တာကြီးတင်ရောက်ရှိသွားတယ်ပေါ့နော်အာဟန်တာကြီးတင်ပါကတော့နောက်တော့16ရက်နေတော့နောက်20ပေါ့နော်3နှစ်နီးပါးပေါ့3နှစ်3နှစ်ပေါ့နော်အဲကျွန်တော်တို့အကောင်းဆုံးခိုက်တန်ကြွားပြီးတော့ပရမဆုံးနှစ်မှာတင်ကျွန်တော်တို့အာအောက်ဆန်တိုင်းဘူးလူပဲအဲရောက်ခဲ့တယ်ပေါ့နော်ဒူရီယာနဲ့မှာတယ်သူအတင်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 နဲ့နောက်အာအထူးတစ်ပြတော့နောက်20ပေါ့ကျွန်တော်တို့အကောင်းဆုံးအဲ3နှစ်တည်းမှာအကောင်းဆုံးဘုံရည်ဒီပေါ့နော်အာ ကိုရီအများကြီးဖန်တီးနိုင်တယ်ကိုရီကိုရီအများကြီးရှုနိုင်တယ်ပေါ့နော်အဲကျွန်တော်အနေနဲ့ဆရာဦးထွန်းလေးကအများကြီးရေးပါပါတယ်ဘာလို့လဲဆိုတော့သူကပဲကျွန်တော်ဟန်တောင်ရီထဲမှာဒီလိုဆက်အဲ့လိုဆက်ရှိအောင်သူကပဲကျွန်တော်ထိန်းသိမ်းခဲ့တာပေါ့နော်ပြီးတော့ဆရာကျော်ကလည်းဆရာဦးထွန်းလေးရဲ့ကံလမ်းမှုကနေစဉ်ကျွန်တော်ဟန်တောင်ရီရောက်ရှိရဆိုကျွန်တော်တို့အရေးပါတယ်ခန့်ကန်တာပါပါတယ်ဆရာဦးထွန်းလေးဆိုတော့ကျွန်တော်တို့ဘယ်လိုမျိုးဝမ်းနေတာပေါ့နော်ဒီအရင်ကျွန်တော်တို့ရေးပါတယ်လို့ဆုံးရှုံးသွားတဲ့အတွက်အရင်ဝမ်းနေပါတယ် ကျွန်တော်ဟန်နာရီတင်းတို့အမှတ်တရတော့အမြင်အပွဲတိုင်းရောအမှတ်တရပဲဒါပေမဲ့ကျွန်တော်နောက်20ရတော့ကျွန်တော်အတွက်အမြင်အမှတ်တရပဲနော်တရားဒီလုံးကျွန်တော်အတွက်နောက်20အလုံးကအရင်ကကောင်းလုံးနဲ့ရသေးတယ်ဟန်နာရီတင်းကကျွန်တော်အမြင်လဲဆိုရင်အရင်နွေးထွေးတဲ့အတင်းပေါ့နော်မီတာစုဆန်တဲ့အတင်းပေါ့ကျွန်တော်တယောက်တယောက်ကူညီရဲအာပြီးတော့အာသူတို့ပြောနေတာတော့အတင်းမှရှင်ဥအောင်မှုကြောပေါ့နော်ကျွန်တော်ဆရာဥအောင်မှုကြောပေါ့အဲ သူ့အနေနဲ့အတင်းဘော်တွေကိုအတင်းဘော်ချစ်အဲချစ်လဲချစ်တယ်ဘောလုံးလည်းယူသွတ်တယ်ပြီးတော့ player တွေဘောလည်း new entry ဆက်ဆံတယ်ကျွန်တော်ကလည်းအဲ new entry ဆက်ဆံပါခင်ဗျာမိန်တောင်းဧရာတို့မာပြီးတယ်ခေါက်တိုက်တယ်ပြန်ရှင်နေပိတ်တယ်ဘိုးရမြမလေးရှား Super League Club စီလံကောအတင်းကို ရောက်ရှိကစားဖြစ်ခဲ့တာကဖိတ်ထက်အောင်အတွက်အခွင့်ရေးလို့စုံနိုင်ပေမဲ့လေစိန်ခေါ်မှုကကြီးမားပါတယ် လူငယ်ကစားသမားတယောက်အတွက်မလေးရှားလိုနိုင်ငံမျိုးမှာကြီးစားထွက်ကစားဖို့ဆိုတာလွယ်ကူတဲ့ကိစ္စမျိုးတော့မဟုတ်ပါဘူး Cuba dan mari Tiga yang mengambil dua gol dan sebelum dan bahas sebentar tadi. Umpanan yang cukup baik Jackson gagal untuk impacto primo es que de mi lim Teri Saba Peter Alba အသက်20မတိုင်ခင်ကလေးကနိုင်ငံသားကိုထွက်ကစားတဲ့ပထမဦးဆုံးလူငယ်ကစားသမားတဦးပါ။ ်မလေးရှားလေးကိုစားပြီးရောက်ရှိသွားတော့90အဓိကတော့ပြောချင်တာ90ပေါ့နော်90ရာဒီအကုန်ကျွန်တော် agent agent တောင်းနေပါတော့ချိန်မိတယ်ပေါ့အဲသူအဲ့အကူနာမည်ကတော့ကိုရဲမင်းကြိုင်ပါတော့ဒါပေမဲ့သူ့သူ့ရဲ့ Facebook က founder တူရဲမင်းပါတော့သူကဒီစင်ကျွန်တော်ဆက်သွယ်လာတယ်ဒီနေ့ agent ရှိတာပါတော့ agent အကုန်လုံး agency နဲ့ join မလားပေါ့ agent ကျွန်တော် agency ကဟိုပါပေါ့ SPS အာ agency ပါတော့ agency ကတော့အရင်ကျယ်ကျယ်ပြန့်တယ်ပေါ့ကျွန်တော် ထိုင်းလေးစင် channel 1တို့အဆုံးပဲထိုင်းလေးစင်နဲ့ကျွန်တော်ရဲ့ agency အတူတူပဲပေါ့အဲ့တော့အာကိုရော agency agency နဲ့ join မလားဆိုတော့ကျွန်တော်ကလည်းစိတ်ဝင်စားတယ် join ဖြစ်သွားတယ်ပေါ့နော်ပြီးတော့နောက်20ရရာဒီလဲဆောက်ကျွန်တော်ကတရာဒီလုံးကောင်းမွန်ကစားနိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့အဲ့ဆန် covid ကာလဖြစ်နေပြီဆိုတော့ covid ကာလဖြစ်နေတယ်ပြီးတော့ဒူရီယာကြော့စတဲ့အချိန်မှာကျွန်တော် offer တော့ရနေပြီစံကောရှိရဒါပေမဲ့ offer ဆိုတာဟိုဟာ contract မဟုတ်သေးဘူး offer letter ပဲရှိသေးတယ် သူတို့ကျွန်တော်စောင့်ကြည့်နေတဲ့ကာလပေါ့နော်။ဒါပေမဲ့ကျွန်တော်အဲဒီသူတို့စောင့်ကြည့်နေတဲ့ကာလမှာကောင်းကောင်းမွန်မွန်လုပ်ပြနိုင်တော့အရာဒီလည်းနောက်ဆုံးပိတ် ARV နဲ့ပွဲပွဲလေးပြီးတော့ကျွန်တော်ချက်ချင်းပွဲပြီးတာနဲ့ချက်ချင်းအဆောင်ပြန်ရောက်တာနဲ့ကျွန်တော်လက်မှတ်ထိုးပြီးတော့ချက်ချင်းပို့ခိုင်းတာ။ဒါပေမဲ့အဲ့ဒါကြီးအဲ့ချိန်ကဘလူးမတော့မသိဘူးကျွန်တော်ကျွန်တော်အာကျွန်တော်ကျွန်တော်အဲ့လိုတိတ်တိတ်လုံနေတာပေါ့။အော်အဲ့လိုစိတ်ဝင်စားနေရတော့အိမ်ကိုပြောပြတယ်ဒါပေမဲ့ အဲ့လိုလက်မှတ်ထိုးလေးတာကိုကျွန်တော်ဘယ်သူမှမပြောပြအောင်ကျွန်တော် agent နဲ့ကျွန်တော်နဲ့ပဲတည်တယ်ဒါပေမဲ့ develop နေမှအိမ်ကိုပြောပြရတယ်ဗောနော်ဘာလို့ဆိုတော့ကျွန်တော်အဲ့ဒီသူတရင်မပေါက်ကြတော့အောင်အဓိကဗောနော်အဲ့လိုထိမ့်သိမ့်နေနေတဲ့သဘောပါကျွန်တော်တော့အဲ့လိုဟိုလိုဟိုလိုစိတ်တွေမရှိပါဘူးအဲ့ဒီတော့ခံစားချက်အရန်အရန်ကောင်းတယ်ဗောနော်ဒါပေမဲ့ကျွန်တော်မထင်တော့ဘူးဗောကျွန်တော်ဒီအစိုးရအဲ့ဘယ်လိုလဲစောစီးအဲ့လိုအခွင့်အရေးရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဗောနော်ဘာလို့လဲဆိုတော့အဲ့ဒီအချိန်ကအသက် 18 18ကျော်19ကျော်ကျွန်တော်ကျွန်တော်ပြီးပွားတော့ဆောက်ကစားနေဒါပေမဲ့ကျွန်တော်စိတ်ကူးထားတာ20ကျော်အဲ့လောက်မှာပေါ့ဒါပေမဲ့အခွင့်အရေးအစိုးစီးရောက်လာတယ်ကျွန်တော်လည်းလက်မလွတ်ချင်တာနဲ့အာအမီးရအဆုတ်ကန်နေတော့ Return ball to Ted Ong. Oh, he's missed it. That flag stays down, and Tan Peng has opened the scoring. For uh, just, uh, since I do senior team, we are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 , စီလန်ကော23အတင်းတွေသွားရင်းနဲ့အဲ့မကျွန်တော်က3လောက်လောက်ကစားရင်းနဲ့အာအစီအတင်းကကျွန်တော်စိတ်ဝင်အာတဘောကြရပါတော့အဲ့လို trainee ခေါ် join ခေါ် join ရင်းနဲ့အစီအတင်းတဘောကြစမ်းသုံးသုံးရသူတို့တဘောကြသွားတော့အာကျွန်တော်အာ senior ကစားမှဖြစ်သွားတာပါကျွန်တော်စင်ကမှုကတော့ physical vibe ပေါ့နော် physical vibe ရယ်ပြီးတော့ body contact ပြီးတော့သူတို့ရယ်သူတို့က speed နဲ့ strength ကိုအကူပြီးတော့ပို့ပြီးတော့ကစားတယ်ဗျပြီးတော့အဓိကတော့ physical vibe ပဲ Oh, again, the woodwork denies Myanmar. Leng Clearance yang tidak begitu kemas dilakukan oleh Kim Biok pemain pertahanan pasukan Kelantan. အဓိကတော့ကျွန်တော်ရောက်ရောက်ချင်းရောက်ရောက်ချင်းကျွန်တော်ပြချီးစွမ်းလို့ထင်တာပဲဘာလို့ဆိုတော့တို့ကချီးစွမ်းကောင်းတဲ့ကစားသမားဆိုတို့ကအကုန်ချစ်ကြတယ်မြန်မာပဲဖြစ်ဖြစ်ဘေးကပဲဖြစ်ဖြစ်ပြီးတို့ကစားသမားရွာတယ်ဖော်ရွေဖော်ရွေပြီးတော့ကုလေးကူညီတတ်တယ်ကုလေးကူညီကြတယ်အဓိကတော့အကူကချီးစွမ်းရပြဘာလို့ဆိုတော့ကျွန်တော်တို့က foreigner အနေနဲ့သွားတာဆိုတော့တို့လို local လို့ခြေစွမ်းမျိုးပြနေလို့မရဘူးဗျာဥပမာဆိုတပွဲဘယ်လိုပြောမလဲတပွဲ အဆစ်လောက်တာတို့ဘိုးရှူတာတော့၃ဘွဲတစ်ခါ၊၅ဘွဲတစ်ခါလောက်တော့အဲ့လိုအမြဲလုပ်ပြီးနေမှာအဆင်ပြေပါအဲ့ဒီမှာကိုရဲမှာပါမရရင်တော့ခင်ဗျားမလို့ ဘကိုးမျိုးရဲ့ရက်ကွက်လေးတစ်ခုဟာနေအိမ်မက်နောက်ကိုကောက်ကောက်ပောင်လိုက်ခဲ့တဲ့လူငယ်တစ်ယောက်ဟာအခုတော့မြို့ကုံဆောင်တစ်ယောက်ဖြစ်နေပြီးကလေးငယ်တွေရဲ့သူရဲကောင်းတစ်ယောက်ဖြစ်နေပါပြီသူ့ပတ်ဝန်းကျင်မှာတော့ဟိန်းတက်အောင်အောင်လူငယ်သားရဲ့ idol လို့ဆိုရမှာပါဒီကွင်းမှာအမတ်တရတော့ကျွန်တော်က အသက်9နှစ်8နှစ်လောက်တည်းဒီကွင်းမှာကျွန်တော်အမြဲတမ်းဒီပုံဝင်ကျွန်တော်ကျင်လေရနော်ကျင်လေရပုံဝင်ကျင်ပါနော်ကျွန်တော်ဒီကွင်းကြီးကကျွန်တော်တက်အများကြီးမတရားရှိပါတယ်ဘာလို့ဆိုကျွန်တော်အဲလိုတင်တန်းနေမသွားခင်ဒီမလင်းကင်မကြောင်သွားခင်ဒီကွင်းကကျွန်တော်တို့အများကြီးထောက်ကူပြုတယ်ဗျနော်အဲအဲလိုဘလိုလဲပဲတချို့ရန်ရဲအဲလိုကြောင်းချိန်တော့မဟုတ်ဘူးဗျနော်ကြောင်းအချိန်ပွေချိန်ဟောကြောင်းပြေးတယ်ဗျနော်ပြေးဘလုံးသွားကန်တယ်ပြီးရင်ကျူရှင်ရတဲ့ရှိသေးတော့အကျူရှင်မသွားခင် ခဏတပြုတ်သွားကန်တယ်ပြီးရင်ကျူရှင်းပြန်လာရင်တော့သွားကန်တယ်ဘုံလုံးကငွေလေးတဲ့တော့ဒီကွင်းမှာနေတိုင်းနေတိုင်းဒီဘအမြဲတမ်းကစားဖြစ်နေတာဒီကွင်းမှာကျောင်းထဲပတ်သက်အမတရတော့ကျွန်တော်လေးတန်းလုံးကတင်ချဖြစ်ရတုံညပဲရအဲ့ဒါကြောင့်ဘာလို့ဆိုဘာလို့ဆိုကျွန်တော်ကအဲ့ဒီဆရာကြီးကမေးခွန်းပေးတဲ့ချိန်ကျွန်တော်ဘုံလုံးသွားကန်နေတဲ့ချိန်တော့မတိုက် မတိလိုက်ဘူးမတိလိုက်တော့လက်ဘက်ဆောင်မွေးပွဲပါကြောက်ရတယ်ကြောက်ငယ်ရကြောက်ရတယ်ဘာလို့ဆိုတော့ နည်းကျန်းနေစိတ်စိတ်ဆက်တော့သူလေသူသူအမျိုးတွေမှာသူကအဲအမမိုင်းမိစာလို့ခေါ်တယ်မဟုတ်လားသူကအကြောက်ရအောင်စာတင်နာသူတခါပေါ့စိုးလို့အိမ်မှာတခါရိုက်ဖူးတယ်ဟဲ့ရိုက်ဖူးတယ်အဲ့တခါပဲမှတ်မှတ်ရရရိုက်ဖူးတော့အထွက်ပြေးတာသူကအဲ့တော့မဟုတ်ကျူရှင်မတက်ရှင်လို့အိမ်ရန်အိမ်အိမ်ပြန်ခြင်းလို့ငိုငိုငိုနေတော့အဲငိုရမလားဆိုရိုက်တာဟိတ်ထအောင်ကငငယ်တုံးကလေးက ဘောလုံးကိုယူတုတ်ခဲ့သူမို့မင်းမရနိုင်တဲ့အမတ်တရားတွေရှိခဲ့ပူပါတယ်ပရမတော့ဒီတိုင်းဆိုလို့ရှင်အဆင်မပြေနိုင်ဘူးပေါ့ကံနဲ့ပြုတယ်ပါ냐ဆိုတော့ចောင်းစားလည်းတစ်ဖက်လွတ်မှကြောက်တာလည်းကြောက်တော့နည်းနည်းတော့ကျွန်တော်မှအကန့်အသတ်တစ်ခုတော့ထားခဲ့ရတယ်ចောင်းစားဘူးလည်းမလွတ်စေချင်ဘူးဟုတ် တတားဆိုတော့စိုးရင်တော့6လောက်ဒီနာမှာပါညာဖြစ်မှာဆိုတော့ကျိုးပဲ့မှာဆိုတော့စိုးရင်တော့အဲ့လို6တဲ့သဘောပါအဲအဲ့နေဆေးလူပေးတာတော့ကျွန်တော်အခုမှသိတာအဖေဆိုတော့အဲ့လိုပါပဲလူရှိလူအဲ့လိုပေါ့ရှိမှဆိုရင်တော့မချစ်ပြတဲ့ပေါ့နော်အဲ့လိုကိုရမှာဆိုရင်တော့အာသူတို့ကိုရမှာဆိုရင်တော့ဘယ်လိုပြောမလဲအာထုတ်ပြတတ်တယ်ပေါ့နော်ချစ်တင်ထုတ်ပြတတ်တယ်ပေါ့ဟောအမှတ်ရတယ်ကသူကငငယ်ကမပြည့်စုံ နေရမပြည့်စုံတဲ့ခါကျတော့လေအဲ့လိုမျိုးသွားမယ်ဘာညာဆိုသူ့ဘက်သူ့ဘက်သူရမ်းကြိုးစားရတယ်။အဲထွေးကြီးလေးဘာကြီးသွားမယ်ဆိုလဲသူ့ဘက်သူဟိုအိုက်ကားဘာညာလားအဲ့လောက်ထိသူမစင်းနိုင်ဘူးသူ့ဘက်သူသွားသူ့ရမ်းကြိုးစားတာတိတ်ပြီးတော့သူ့လိုင်းမလုပ်ပြရအောင်အဲ့အဲ့လိုသူ့ဘာညာမရှိဘူးသူ့ဘက်လိမ့်ပါလေဒီမှာမိဘတွေအဆင်မပြေတာသူ့ဘက်သူ့တော့လေတောင်းတော့မပူကြအောင်မိဘတွေလည်းအရန်ချစ်တယ်သူကအရန်ငဲ့အိမ်မာနေတာတော့ကလေးတယောက်လို့ အခုချိန်ဒီလည်းကလေးဆန်ဆန်ပဲနေတယ်အဲအပြင်ရောက်ဝိုင်းတာသူကသူဆိုပြီးတော့နေတော့เนาะလူငယ်တဘာဝလေးရောက်ပဲနေတယ်အိမ်မှာဆိုတော့ကလေးပဲအဲ့လိုနေတယ်ကလေးနဲ့ကလေးနဲ့ပဲသွားတယ်ကလေးနဲ့လည်းအရန်ပျော်တယ်သူကဟုတ်သူဝယ်စရာရှိတယ်ဆိုဖနာတို့အင်ဂျီတို့ဝယ်စရာရှိတယ်ဆိုလို့ချင်းသူကျွန်တော်တို့ပြောပြတယ်ဒါပေမဲ့လာစာကတော့သူအမြဲတမ်းအပြည့်အဝကျွန်တော်တို့ပြီးတယ်သူစသွားရရင်တော့အဲ့ဒီမလီရှာတော့ကန့်တယ်စီလံကောစပြီးရောက်တဲ့ လာကနော်အခုချိန်ထိကျွန်တော်တို့သူကြားသမျှကအကုန်ပြီးတယ်။အဲသူလိုချင်တဲ့အားပါညာရှိရဆိုနည်းနည်းမပါပဲမှာတယ်။အဲသူရလာတဲ့ဥစ္စာတွေကသူစုဆောင်နေမှုကိုလည်းတော့သူ့ကိုပဲ။အဲတောင်းတမိဘကိုအခုချိန်ထိလည်းအတိုင်းပေါ့အရင်ငငယ်ရအတိုင်းပဲပူဇော်တာတို့ဟိုဘလိုပြောမလဲဆိုတော့အရင်စိတ်ပစ္စည်းမျိုးမပေးခဲ့ဘူး။ဟုတ်။စိတ်တော့ဟိုဆိုပေါ့ပျော်မှန်းမိတဲ့မဟုတ်ဘူး။အဲလက်ရွေးစင်စက်ကုန်တဲ့ဟိုလက်ရွေးစင်စရွေးတဲ့ပါဝါတဲ့ပုံမှာ ီကလေးကတိုးတက်တော့မယ်ဆိုတော့ကိုကမြင်နေတယ်။မြင်နေပြောခြင်းတဲ့အတိုင်းပဲလက်ရွေးစင်ဖြစ်သွားတယ်။ तू ကအဲ့လိုကလေးဘွားတွေကသူကန်လိုက်လို့ရှိရှိပေါ့နော်။ तू ကရက်ကွက်တွေတွေကလည်းသူ့ကိုအရင်ကြိုက်တာသူကစားတာအရင်ကောင်းတော့ तू စုတွေတော်တော်များများရတယ်ရက်ကွက်ပွဲမှာတွေကစားအဲ့လိုမျိုးသူ့ကိုဘယ်လိုပြောမလဲအပိုင်းတဲ့လူတွေတော်တော်များများမျောလင့်ထားတာအခုချိန်ကြီးလေသူကမျောလင့်တဲ့အတိုင်းအောင်မြင်သွားတယ်။လက်ရည်စင်ဖြစ်ပြီးတော့နိုင်ငံเจ้าကိုပါမယ်ဆိုတော့ကိုမမျောမမိဘူး။နော် သူ့ရဲ့ကြိုးစားမှုနဲ့ငါကဒီမလေးရှားရောက်တာရောက်သွားပြီးတော့အခုလိုပဲဟိုနံပါတ်ကြီးပေါ်လို့လိုပါလေးဖြစ်လာတာ Davis find Sentayo no to set arm to two up to Van Dorichello Zuma Ken Mandanas ah ဘယ်လိုပြောမလဲဆိုတော့ तू ကငယ်လေးတည်းကဘယ်လိုပြောမလဲအရန်ကြိုးစားတယ်ကြိုးစားတယ် तू ဟို အတင်းလိုက်တယ်မှာစာသူ့ကိုအပိုင်းလေးကကလေးလေးကစာသူကတွဲကန်လို့ရှိရင်တော့သူအရင်အားကိုးတယ်ပေါ့နော်သူကလည်းအားကိုးတိုက်တဲ့ပုံစံမျိုးရှိတယ်ဟုတ်အဲ့လိုမျိုးတကယ်အဲ့လိုပဲမြင်မိပါဟုတ်ခိုင်းထက်လေးကငငယ်လေးကနေလိမ့်ပါတယ်စာတင်ရကလည်းလွယ်ကူတယ်ပြလိုက်တဲ့ဟာနဲ့သူရတယ်ဟိုပါကြောင်းလာလို့ရှိရင်မှသူဘလုံးဝါဒနာပါတဲ့အတွက်အဲ့လိုပတ်ပတ်ပြီးတော့ဘလုံးတစ်လုံးနဲ့လာတယ်မိမိလေးကိုအဝေးကနေပတ်ပြီးတော့သူလာတယ်အမန်အမန်ဒီဘက်ကလေးပဲလာနဲ့မေးသမီးနဲ့တွေ့ တယ်။တကြွေခိုင်ခံခွန့်ကြွေးခိုင်းတယ်။ဘင်းအဲ့ဘောလုံးကန်လို့ရှင်မှာဒီဝတ်လို့လူကြီးစိတ်ဖြစ်သွားတယ်။အမ်ဘယ်လိုပြောရမလဲဆိုတော့အရန်ကိုတော်ပြီးတော့အရန်ကိုမြောက်ပေါ်တည်တဲ့သာသမီတယောက်ဆိုတော့လေအရန်လည်းချစ်ပါတယ်။ဟုတ်ကဲ့ဒီဘဝမှာမဟုတ်တော့ဘဝအောင်တော့ဘဝတွေမှာလည်းဒီလိုသာသမီမျိုးတွေမိဘတိုင်းပိုင်ဆိုင်နိုင်မယ်ဆိုလို့ရှင်တော့အတော်လေးကိုစိတ်ချမ်းသာစရာ ကောင်းတော့ဘောနော်။ဘာလို့လဲဆိုတော့လက်ရှိကကျွန်တော်တို့ညီခန့်စားနေရတာပေါ့။ ကျွန်တော်တို့အရင်စိတ်ချမ်းသာရတယ်။အဲအရင်တော့မပြည့်စုံခဲ့ဘူး။အခုတော့စိတ်ချမ်းသာရတယ်။အဲ့လိုမျိုးခံစားရတယ်။ဟုတ်။ဒီအိမ်ကလည်းသူကျွန်တော်တို့အဖေနဲ့မိနဲ့နေစီဘူးဆိုပြီးတော့သူ့ရဲ့ရွေးချက်ကကြီးတယ်။ဟုတ်အရင်တော့လည်းရှိတယ်။ဒါပေမဲ့သူ့တကယ်လက်တွေ့ပြီးလာတဲ့ခါကျတော့သူလက်တွေ့အကောင်တွေပေါ်တယ်။ဒီအိမ်ဆောက်တဲ့ဟာအမှန်တိုင်းပြောရရင် သူ့ရဲ့ချွေးဆက်တွေနဲ့ဆောက်ရတာ။အမိဘကိုဟိုလူပြောမှာဆိုကျေးဇူးဆက်တဲ့အနေနဲ့ကျွန်တော်တို့မနေခဲ့ရတဲ့ နေသားမျိုးနဲ့အိမ်တလုံးသူဖန်တီးပေးခဲ့လိုက်တာအဲ့တခါကျတော့ဘယ်လိုလဲဆိုတော့ကျွန်တော်မိဘတွေရင်ထဲမှာအတိုင်းစားမရှိဘာလို့ဆိုတော့တာသမီဆိုတဲ့ဟာဟိုလူတွေကအများကြီးပြောတယ်လေဆန်ရည်မရှိဘူးလေဒါပေမဲ့အခုကဆန်ရည်ဖြစ်သွားပါတယ်ဟာအယောဝတ်တာတော့နော်သူကပါသွားပြီဆိုတော့ဒီမလေးရှားမတော်ဘာသူကဟိုခြေစွန်းပြကစားပြီးတော့ အမြဲတမ်းကိုတော့ဒီပြည့်အဆက်တော့မရှိဘူးစာစုံတွေဖတ်ရတယ်။အဲဒီ level စာစုံလို့ဘာလို့ဖတ်ရင်းကလေသူ့ရဲ့ဟိုလေးကိုကိုကိုဖိတဲ့ကိုကိုသူမလိုက်ပြီးဟိတဲ့ကိုအဲစူးစမ်းမှုတဲ့ဟိုအတင်းအောင်ပြည်နဲ့ဘာညာဆိုလို့ကျွန်တော်မှအရောက်ပီတီဝတ်လို့ဖြစ်ရတယ်။သူကစူးစမ်းတဲ့အတွက်ဖြစ်လာအောင်လဲနောက်ကနေအလိုပတ်မိုးပြီးတဲ့သူ စိတ်တက်ကြတဲ့အခါတွေဆိုရင်လည်းပြန်ကိုကသူစိတ်တက်ချလို့ဟိုမှာမဖြစ်ရင်သူလေးပြန်လာပါလားဒီမှာညီကိုဝင်းခွဲလေးပါလေးရနိုင်ငံသားတွေပါလေးသွားတဲ့အခါပြန်လာဆိုမလာဘူးသူစူးစားတယ်ဟိုသူ့ဘန်သူသူ့ရဲ့ဝမ်းနဲ့စိတ်သူ့ရဲ့ပျော်ရွှင်နေစိတ်သူကမဖို့ပြစိတ်ထဲမှာပဲဟိုခနဲ့ဝမ်းပဲနဲ့နဲ့သူပဲပျော်ပဲရွှေရွှေသူများပြောမှသိရတယ်သူ့အကြောင်းဟိန်ထက်ဒီလိုစူးစားတယ်ဆိုလိုက်ဝိုင်းတငယ်ချင်းတွေကပြောပြတဲ့အခါကျရင်သိရတယ်သူကကြိုတင်ပြီးတော့သူဘာမှအဲ့လိုမျိုးဟိုကမဖြစ်ဘူးသူကသူအေးအေးချမ်းချမ်းလေးပဲသူစူးစားတယ်အဲ့လို

အဲအခုမှမဟုတ်ပါဘူးကျွန်တော် mainly ဂိမ်းပါရဲ့အရင်ကမြလာကြတယ်စုပြီးတော့အကုန်ကျွန်တော်အဖေနဲ့မျိုးပြီးနေကြမှာပြီးတော့ကျွန်တော်ရဲ့ကျွန်တော်စေကူးလာတာကျွန်တော်အဖေနဲ့အမေမမဟုတ်ဘူးနော်ကျွန်တော်ရဲ့ညီကောင်မောင်နှမတွေအမျိုးတွေဦးလေးတွေတော်တွေအားလုံးအဆင်ပြေပြေချုံမွေ့မွေ့ဖြစ်စေချင်တယ်ဗောနော်အခုဒီအိမ်လေးစောက်တယ်ဆိုရဲကျွန်တော်အနားမှာကျွန်တော်အမျိုးတွေပဲနော်အကုန်လုံးအတွက်အဲ့လိုဝင်ထွက်တော်လာဝင်လွှဲအောင်ကျွန်တော်စောက်ပေးတာဗောနော်ကျွန်တော်အမီတာစုမဟုတ်ဘူးဗောကျွန်내အမျိုးတွေရော ကျွန်တော်အတော်ရရကျွန်တော်ဦးလေးတို့အကုန်လုံးကိုကျွန်တော်ချစ်တယ်ပါနော်။ဘောလုံးကိုငငယ်ကလေးကယူတုခဲ့တဲ့ဟိတ်ထက်အောင်ငငယ်ကဘောလုံးကံရဖို့အိမ်နဲ့လေးကြည့်ရင်ကွင်းကိုချီလင်းလျှောက်ပြီးတွားခဲ့တဲ့ဟိတ်ထက်အောင်မပြည့်စုံခဲ့တဲ့အနေထားတွေကနေအခုချိန်မှာတော့မြမလက်ရွေးစင်အသိမာရောပြပမှာပါဘီသူတွေအချစ်တော်တယောက်ဖြစ်လာခဲ့ပါလေ။ ကျွန်တော်ကတော့ဟိုတဆင်မင်းစင်သွားကျင်တယ်ဗောနော်အခုမလေးရှားလေးမှာကျင်လေကျင်လေနေတာ၄နှစ်၄နှစ်တာရှိပြီဗောနော်၄နှစ်ကျော်၅နှစ်တွင်းရှိပြီဗောကျွန်တော်နေဒီလေးရဲ့အကြောင်းတိတိလောက်သိပြီတွေ့ရင်လည်းရရင်တော့ရပြီဗောနော်ကျွန်တော်လည်း perfect မဖြစ်ဘူးဗောဒါပေမဲ့အဲရှိတဲ့ရှိတဲ့တော့ရှိတဲ့အရေးချင်းတော့ရှိပါတယ်ဗောဟိုနောက်ထပ်အဆင့်ထိုင်းလေးကိုကျွန်တော်သွားကျင်တယ်ဗောနော်ထိုင်းပြီးမှနောက်ထပ်အဆင့်အဆင့်ဂျပန်နဲ့ကိုရီးယားတို့ထိကျွန်တော်သွားဖို့တော့အရင်မှထားပါတယ်ဗျာ ဲ့ဒါတော့အဓိကပြောအောင်မြင်လိုက်လူဆိုရလေနည်းနည်းလေးစိတ်ကဟိုလိုမြောက်လာမှာပဲလေအဲ့ချိန်ကျွန်တော်တို့အဲ့ချိန်ဘယ်လိုတွေးလဲဆိုတော့ကျွန်တော်ကဘယ်ရလာလဲဘယ်ရလာလဲဆိုတာပဲပြန်တွေးတယ်ပြီးတော့ကျွန်တော်ရဲ့မိသားစုအကြောင်းပဲပြန်တွေးလိုက်တယ်အဲ့လိုတွေးပြီးတော့ထိန်းလိုက်ရတဲ့စိတ်ဆန္ဒတွေအများကြီးပေါ့နော်ကျွန်တော်ရဲ့လူငယ်ပဲဒါပေမဲ့အချို့အချိန်တွေမှာကျွန်တော်လည်းပြောပြောခြင်းပွားခြင်းပါပဲဒါပေမဲ့ကျွန်တော်အဲ့လိုမိသားစုပေါ်မျက်နှာတွေးပြီးတော့ထိန်းလိုက်ရတဲ့ဆန္ဒတွေအများကြီးပေါ့နော် ဟိတ်ထက်အောင်ရဲ့စိတ်ထဲမှာမြမလက်ရွေးစင်အတင်အထွတ်သူအများကြီးစူးစားပေးကျင်နေပြီးသူနေခဲ့တဲ့ဘကိုးမြို့မှာလည်းသူလှုပ်ပေးကျင်တဲ့စိတ်ဆန္ဒတွေရှိပါသေးတယ်ပြီးတော့ကျွန်တော်တခုရိုးသားဝန်ခံရအခုကျွန်တော်နိုင်ငံတင်အတွက်ဘာမှမဆန်းဆောင်အမဆန်းဆောင်နိုင်သေးဘူးပေါ့နော်ကျွန်တော်ကလည်းကျွန်တော်သိပါတယ်အများကြီးလှုပ်ပြဖို့ဆန်းဆောင်ပေးနိုင်ဖို့အများကြီးလိုအပ်သေးတယ်ပေါ့နော်ကျွန်တော်အဲ့အတွက်လည်းအများကြီး အဒီတဲ့မကပူကြိုးစားပါပါအဲအကျွန်တော်ရိုးသားဆုံးဝင်ခံတာပါเนาะကျွန်တော်အခုချိန်ထိနိုင်ငံအဲလိမ့်စင်စီနီယာတင်းတပါမှမလုပ်ပြနိုင်သေးဘူးပေါ့เนาะအဲဒါပေမဲ့လာမယ့်နာကမှာဒီထက်မကကောင်းတဲ့ကစားသမားဖြစ်အောင်ပို့ပြီးတော့အဲစိတ်သက်ခိုင်မာတဲ့ကစားသမားဖြစ်အောင်ကြိုးစားဆုံးပါအဲကျွန်တော်အနေနဲ့ကတော့အဲ့လိုရင်မချက်လေးရှိပါဒီရက်ွက်တဲ့ကလေးလေးတွေကျွန်တော်နဲ့ပုံစံတူကလေးလေးတွေပေါ့เนาะဒီသူတို့ရဲ့ဒီရက်ွက်ကလေးဆိုဒီကွင်းကို ဦးစားပေးပြီးကြားရဲ့ခလေးလေးပေါ့နော်ကျွန်တော်အနေနဲ့သူတို့အတွက်အစီအစဉ်လေးရှိပါတယ်ဒါပေမဲ့အခုအဲအရှိအကာလနေမှာကျွန်တော်ကဟိုဘက်မလေးရှားရောက်နေတာရဲ့ပြီးတော့ဒီရက်ွက်ကိုပြန်မရောက်တာဆိုတော့အချိန်ကအသိမပေးပြီးပေါ့နော်နောက်ကျုံနောက်အခွင့်အရေးများရလာခဲ့လို့ရှိရင်ကျွန်တော်ဒီကညီငယ်လေးတွေဒီကဟောဘောဘောခလေးလေးတွေအတွက်ကျွန်တော်အခွင့်ဘယ်လိုပြောမလဲအာစီစီလေးရှိပါတယ်ဗျကျွန်တော်ဥပမာဘုံလုံးလေးဝယ်ပေးမယ်ဟိုလိုအင်ဂျီလေးတွေပတ်မိုးပေးမယ် အဲပြီးတော့ကိုယ်ကိုယ်နဲ့ training ပေးပေးမယ်ပေါ့နော်။အဲကျွန်တော်အားတဲ့ခါကျရင်ကျွန်တော်လုံဖြစ်သွားမယ့်အစီအစဉ်လေးပေါ့နော်။အိမ်မက်နောက်လိုက်နေတဲ့လူငယ်တက်ရောက်ရဲ့ခရီးလမ်းတွေမှာအောင်မြင်မှုတွေရရှိစေဖို့ HTV Sport TV Channel အဖွဲ့သားတွေကလည်းရင်းနှီးထက်တူစုမုံကောင်းတောင်းပေးလိုက်ပါရစေ။